ဆက်လက်လေးတွေကိုကိုယ်တိုင်တီးပြီးမှဝယ်တာပို့ပြီးတော့ကျွန်တော်တို့အဆင်မပြေဘူးလားအဲ့ဒါလေးကိုကျွန်တော်တို့တီးဖို့အတွက်ဆိုရင် website လေးတစ်ခုရှိပါတယ်เนาะကျွန်တော်တို့ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်ဗျာကိုယ်ဝယ်မဲ့ဖုန်းရဲ့ဘက်ထရီကဘယ်လောက်ပါဘယ်လောက်မဲ့ပါလဲတကယ်လို့ကျွန်တော်တို့ဘက်ထရီ9လောက်မဲ့ပါတယ်ဆိုရင်ဒါမှကျွန်တော်တို့က quick check က20 watt နဲ့တွန်းပေးမှလား30 watt နဲ့တွန်းပေးမှလား68 watt နဲ့တွန်းပေးမှလားဆိုတာရှိသေးတယ်လေเนาะပြီးရင်ကျွန်တော်တို့ကိုယ်ဝယ်ဖုန်းကဖိုးကြီးဖုန်းလားဖိုက်ကြီးထီရတဲ့ဖုန်းလား ကင်မရာဘိုင်းကရောကျွန်တော်တို့ဘလောက်မီဂါပစ္စယ်ထိပါမှာတဲ့ပြီးရင် CPU ဘိုင်းအောင်ကျွန်တော်တို့ Qualcomm CPU ကိုတုံးပေးမှာလား NTK CPU ကိုတုံးထားတာလားဂိမ်းဆိုးလို့ရောကောင်းပါမလားစတဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီတနေရာထဲမှာတွေ့ကြည့်လို့ရတဲ့ website လေးကိုကျွန်တော်မိတ်ဆက်ပေးနေတာပဲဖြစ်ပါရဲ့နော်ဟုတ်ကျွန်တော်လည်းအတူလိုက်လို့ကြည့်အောင်နော်ဥပမာကျွန်တော်တို့ကိုယ်ပိုင်ဖုန်းကဒီ Redmi Note 7ဖုန်းတစ်လုံးဖြစ်တယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ဒီ Note 7ကဘတ်ထရီဘယ်လောက်မဲ့ပါတော့သူ့ရဲ့ကင်မရာဘိုင်းကရောဘယ်လောက်မီဂါပစ္စယ်ပါတော့ပြီးဒီကောင်ကဖိုးရှိလားဖိုက်ရည်ထီးရလားစသဖြင့်အစရှိတဲ့ဟာတွေကျွန်တော်တွားကြည့်မယ်ပေါ့နော်တွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ Google တွေကိုတွားမယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာ set ဘာမှကျွန်တော်တို့ ိုဝယ်မဲ့ဖုန်းတစ်လုံးရဲ့ model ကိုရိုက်ချလိုက်ပေါ့နော်ဝယ်ဒီဥပမာကျွန်တော် Note 7ဝယ်မှာဖြစ်တဲ့အတွက် Note 7ပေါ့နော်ပြီးရင်ကျွန်တော်တို့ FBE CI certification ပေါ့နော်အဲ့လေကျွန်တော်တစ်ချက်ရိုက်ချလိုက်မယ်ဒါဆိုဒါ Note 7 Pro ရဲ့အချက်လက်တွေကိုဒီမှာတွားကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ gsn arena.com ဆိုတဲ့ account လေးရှိရယ်နော်အဲ့ website တော့ကျွန်တော်ဝင်ကြည့်ပေးရမှာဖြစ်ပါရယ်နော် ဒီ website လေးဖြစ်တယ်နော်အဲ့ဆိုကျွန်တော်တစ်ချက်ဝင်ကြည့်အောင်နော်အခုကြည့်တဲ့ကောင်လေးကကျွန်တော် Redmi Note 7 Pro ရဲ့အချက်လက်တွေသွားကြည့်မှဖြစ်ပါရဲ့နော်ဒါဒီအပေါ်လေးမှာဟိုပါသူပြပေးထားတယ်ကျွန်တော်ဒီကောင်ရဲ့ site က6.3 inch ရှိမယ်ဗျာပြီးရင်ကင်မရာဘိုင်းက48 megapixel ပါမယ် RAM က4ရယ်6ရယ်လာမယ် Snapdragon က CPU က 65အထိပါမယ်ဗတိအမေရိက4000အမေကိုမှကျွန်တော်တို့18ဝက်နဲ့တွေ့ပေးမှာပေါ့နော်ဒါကျွန်တော်တို့ဒီအပေါ်ပိုင်းလေးပဲကြည့်တော့ဒီမှာအောင်မှအများကြီးကျွန်တော်ကြည့်လို့ရရနော်ဥပမာနှစ်ဝက်ပိုင်းနှစ်ဝက်ဆိုရင်ဒီမှာကျွန်တော်တို့ GSN light ဆိုရင်ဒါကျွန်တော်တို့ဒါဖိုးကြီးဒီပဲရဖြစ်ပါရနော်ဒါ 5G ဒီမရသေးပါဘူးနော်ဒါဆိုရင်ဒီ Redmi Note 7 Pro ဖုန်းကိုထုတ်ခဲ့တဲ့ခုနှစ်ပေါ့နော်ကျွန်တော်2019 ဒါမှလာ16ရက်နေပေါ့နော်ဒါတူရဲ့ display ကျွန်တော်တို့ကိုယ်မဲ့ဖုန်းရဲ့ display ကကျွန်တော်တို့ SCD မျိုးစားလား AMOLED မျိုးစားလားဆိုတော့ဒီမှာကြည့်လို့ရရယ်နော်ဒီမှာ product ဖောင်းဒါမှဆိုကျွန်တော်80နေရာကိုတွားကြည့်မယ်80ဆိုရင်ကျွန်တော်တို့ဒီမှာဒါဆိုရင်ကျွန်တော်တို့ Qualcomm CPU မှာ Snapdragon 665တိတုံးပေးထားဖြစ်ပါတယ်နော်ဒီကောင်ဆိုရင်ဒါ CPU ကဒါနှိမ့်နေတယ်မပါတော့ပါဘူးနော်ပြီးရင်ကျွန်တော်ဒီမှာ memory memory ဆိုကျွန်တော်က ူလာတဲ့အမျိုးအစားက464လိုင်းလာမယ်664လာမယ်6128လာမယ်ဒီ၃မျိုးနဲ့သူထုတ်မှာဖြစ်ပါရဲ့နော်ဒီမှာကျွန်တော်ကင်မရာဘိုင်းကင်မရာဘိုင်းမှာဆိုရင်ကျွန်တော်တို့ main ကင်မရာကကျွန်တော်တို့48 megapixel ထိကိုသူ supporting ပေးမှာဖြစ်ပါရဲ့နော်ဆောင်းစပီကာပိုင်းစပီကာပိုင်းဆိုကျွန်တော်တို့ကဒါ ယူစပီကာလားစတူဒီယိုစပီကာလားဆိုတာလည်းခုနောက်ထွက်တဲ့ model ဆိုစတူဒီယိုစပီကာစပီကာနှလုံးနဲ့အတန်ထွက်တာဖြစ်တယ်ပေါ့နော်ဒါဆိုတော့ဒါယူစပီကာစတူဒီယိုစပီကာမပါသေးပါဘူးနော်ဘက်ထရီပိုင်းဘက်ထရီပိုင်းဆိုရင်ဒီကောင်က live ကိုဘက်ထရီကိုမှ6000မက်ပါမယ်ပြီးရင်ဒီကောင်က16ဝက်နဲ့တူပေးမယ်ဒီ website ထဲမှာအကုန်လုံးကြည့်လို့ရပါရဲ့နော်ကျွန်တော်တို့က ုံးကခုနောက်ထွက်တဲ့မော်ရယ်အမြင့်ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်နော် MM Note 11 Note 40ပေါ့နော် Note 40 Pro ကျွန်တော်ပြင် FPE ကြိုက်ရှာလဲကျွန်မဆိုကျွန်တော်တို့ GS အဝင်လာဆိုတော့ website ကိုပြန်တွေ့မယ်เนาะထိတ်ဆုံးကပြကျွန်တော်တို့တွေ့မှာဖြစ်တယ်เนาะ ဲဆိုကျွန်တော်တို့ရဲ့ website ကိုဝင်ကြည့်မယ်ဒီကောင်ရဲ့ site က6.67 ठी ရှိမယ်ကင်မရာပိုင်းက50 megapixel ठी ရှိမယ် brand ကကျတော့ဒီ8ကနေမှ7 ठी လူလာမယ်ပေါ့နော်ဒီကောင်ရဲ့ cp ပိုင်းက9300 port ठी တော့လူပါမယ်ပေါ့နော်ဒီကောင်ဆိုရင်ဒါကျွန်တော်တို့ gaming device store မယ်ဆိုရင် ac ပေါ့နော်ဒါပြီးရင်ဗတိအမေရိက9500ပါမယ်55 watt နဲ့တူ twin ပေးမယ်ပေါ့နော် ီးရင်ကျွန်တော် network network ဆိုရင်ဒီကောင်ဖက်ရည်ဒီစာဝေးတင်ပေးတယ်ပေါ့နော်ဒီကောင်ဖက်ရည်ဒီရတယ်ပေါ့ဒီ display device display device ဒီကောင် LCD လား AMOLED လားဆိုတော့ကျွန်တော်ကြည့်မယ်နော်ဒီမှာဆိုရင် AMOLED LCD AMOLED man မျိုးစားဖြစ်တယ်နော် AMOLED man မျိုးစားဖြစ်တဲ့အတွက်ရုပ်ထွက်ကလည်းကောင်းတယ်တကယ်လို့ man တွေပါလေကွဲလို့လဲရရင်လည်းဈေးကအနည်းဆုံးပင်ကနာထက်မှာပဲရှိရနော် ပလက်ဖောင်ပလက်ဖောင်လေးကကျွန်တော်တို့ဆစ်စက်ကိုကြည့်မယ်ဆိုရင်ဒီကောင်က NTK CPU ကိုတုံးထားပြီးတော့ Dynasty 9300 port ထားတာမှသူကတုံးပေးထားရပေါ့နော် memory wise internal wise ဆိုရင်သူက8128ကနေမှ8256 7256ကနေမှ7512ဆိုပြီးတော့သူက၄မျိုးနဲ့လာရပေါ့နော်ဒီ main camera wise ဆိုရင်ဒီကောင်က50 megapixel အထိပါမယ် ဆောင်းစပီကာဝိုင်းဆိုဒီဘက်ကလောက်စပီကာစတူဒီယိုစပီကာနဲ့ရမယ်ပေါ့နော်ဒီဖုန်းလေးကပြီးရင်ဘက်ထရီဘက်ထရီဆိုရင်ဒီမှာလင်းယိုဘက်ထရီ9500 9500မက်ကောင်က45ဝမ်နဲ့တွန်းပေးထားရပေါ့နော်ကျွန်တော်တို့ကဘေးဖုန်းတစ်လုံးပဲဝယ်ဝယ်ကျွန်တော်တို့ကဒီတိုင်းလေးရိုက်ချပြီးဒီဝက်ဆိုက်မှာကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းရဲ့အချက်လက်အသေးစိတ်တွေအားလုံးကိုဒီမှာတနေရာရဲ့စုံအောင်ကြည့်လို့ရပါရဲ့နော်ပြီးမှကျွန်တော်တို့ဒီဖုန်းကိုဝယ်တဲ့မဝယ်တဲ့ဆိုတာကိုစဉ်းစားပြီးဝယ်တာကကိုယ့်ပြက်ပို့ပြီးတော့အရန်အဆင်ပြေပါတယ်ဗျ ဒီဘုံကကိုကပတိဟာ၄တောင်ပါတယ်ကိုကပတိခန္ဓာလိုချင်နေဆိုရင်ဒီဖုန်းကိုဥမာမိုဘယ်နဲ့ပေါ့ရပတိ၅တောင်ပါတယ်ဖုန်းကိုပဲပေါ့တခြားဘိုင်းတွေကိုလည်းကိုကဒီလိုရှင်လို့ရတယ်ပေါ့နော်အားလုံးအဆင်ပြေကြပါစေဖြင့်